တာပါဆရာတို့เนาะအထမရန် grade 8เนาะသင်ချာနှစ်အခန်း9ပေါ့เนาะအခန်း9ကဘာအကြောင်းကိုပြောမှာလဲဆိုရင်ဆရာတို့အခြေခံစောက်လို့ထင်များဆိုတဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်ဒါရင်ဘာတွေစောက်လို့မလဲဆိုတော့ဒီမှာကြည့်အောင်เนาะအခန်း9အခြေခံစောက်လို့ထင်များကဆရာတို့အရှိမသိခဲ့ပြီးတဲ့စောက်လို့ချက်အကြောင်းအရာတွေကိုအသုံးပြုပြီးတော့เนาะဒီမှာချဲ့ထွင်ပြီးတော့အသုံးပြုတတ်ဖို့အတွက်သင်ပြပေးမယ့်အကြောင်းအရာဖြစ်ပါတယ်เนาะ ဒါကြောင့်မြင်းနံနဲ့ကွန်မာကိုအသုံးပြုရင်ဒေါင်းလူများဆောက်လို့ဆွဲတာချင်းရှားတို့ great selling မှာတွေ့ခဲ့ပြီပြီနော်ပြမမတ်တခုမှာပေးမြင်းမော်တို့ဒေါင်းမတ်မြင်းများဆောက်လို့ဆွဲတာချင်း great selling မှာတွေ့ခဲ့ပြီပြီပေးမြင်းမော်ရှိအမတ်တခု၌ဒေါင်းမတ်မြင်းဆောက်လို့ဆွဲတာချင်းတို့ကိုသင်ယူခဲ့ပြီဖြစ်သည်ဆိုတာကနော်အဲ့ဒီအပိုင်းတွေကိုရှားတို့က great selling မှာလေ့လာသင်ယူခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါဆိုရင်ရှားတို့ကမြင်းနံနဲ့ကွန်မာတွေနော်ကျင်တွယ်တွေကို ွမ်းကျင်စွာအသုံးပြုတ်တတ်သွားပြီနော်။ဒါကြောင့်မလို့အေသင်္ကန်းကြာကိုသင်ယူပြပါကဆိုတော့အခုပြောတဲ့အခန်းကအခြေခံဆောက်လုပ်ချက်ချက်ပြီးတော့နော်။မြန်မာတစ်ခုအေထောက်ဝပိုင်းဒေါမန်မြင်းနော်ပေးထားတဲ့မြန်မာတစ်ခုရဲ့ထောက်ဝပိုင်းဒေါမန်မြင်းအမတ်တစ်ခုကိုဖြတ်၍ပေးမြင်းနဲ့ပြိုင်သောမြင်းအဝန်မိုင်းတစ်ခုကိုထောက်ဝပိုင်းသောမြင်းစဝိုင်းပေါ်ရှိအမတ်တစ်ခု၌ဝင်းထင်မြင်းနှင့်ပြမမှတ်မှစဝိုင်းသို့ဝင်းထင်မြင်းတို့ဘိုးတဲ့ဆောက်လို့ဆွေးသားနှံညစ်ဆိုပြီးတော့ ဓမ္မတော်များသောပြင်တော့ဆရာတို့ကဆက်ဝိုင်းနဲ့ပတ်သက်တဲ့မြင်းကြီးရဲ့ဆောက်လို့ဆွဲသားမှုကိုဆက်လက်လေ့လာမှာဖြစ်ပါတယ်။ကဲဒါကြောင့်မလို့စစချင်းအခန်း9ရဲ့နော်သင်္ကန်းသာတစ်ကဘာပြောလဲဆိုရင်ပေးမြင်းပိုင်းတစ်ခုကိုတောက်ပိုင်းဒေါမမြင်းတစ်ခုဆောက်လို့ချင်းနော်ပေးမြင်းပိုင်းတစ်ခုနော်ပေးထားမယ်မြင်းပိုင်းတစ်ခုပေါ့နော်ကိုနှစ်သက်တဲ့အလေအားနဲ့ဆွဲလိုက်နော်ပေးမြင်းတစ်ခုထောက်ပိုင်းတော့မှမြင်း ဆိုဒီမှာတဲ့ထုံမြင်းပိုင်းကို တောက်မှတ်ချပြီး အညီမြနှစ်ပိုင်းပိုင်းထားသောမြင်းဖြစ်သည်မြင်းနံနှင့်ခွန်မကိုအသုံးပြုပြီးပေးမြင်းမိုင်းတစ်ခွေထပ်ပိုင်းနောက်မဲ့မြင်းတစ်ခုကိုဆောက်လုံးပြီးဆိုပြီးတော့ဆရာတို့ရဲ့ညွှန်ကြားချက်ကဓမ္မအဲ့ဒါကိုဆရာတို့ဓမ္မဆွဲသားပြပါမယ်အဲ့တော့ဓမ္မအဲ့တော့ဒါအောင်ဆရာကမရှင်းပြသေးခင်ဆရာတို့ဒီပါဒီတစင်ပင်းတစင်အကြောင်းအရာကိုပြီးရင်ပြောပြပါနော်နောက်ဆုံးထွက်တဲ့ဒီပုံပေါ်နော်ဒီပုံရဲ့တစင်မေးတစင်ဓမ္မရှင်းပြတဲ့အကြောင်းအရာတွေကိုဆရာ ဗီဒီယိုဖိုင်နဲ့နော်ဆွဲပြထားတာရှိပါတယ်နော်ဒါကိုလေ့လာပြီးလို့ရှိရင်ဆရာလက်တွေ့ဆွဲပြထားတာကိုတွဲပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူပြောပြတဲ့ကွန်ပါရက်ကဘလို့ထောက်လဲဘလို့မှတ်သားလဲပြင်ဓမ္မပေးအေဗင်ပြင်းရဲ့ထောက်အပိုင်းတောင်းမှန်ပြင်းဘလို့ရလာလဲဆိုတာကိုနားလည်သွားမှာပါဓမ္မတော့ဆရာ theory သဘောတရားပေါ့နော်စာပေပိုင်းကိုဓမ္မရှင်းပြမှာပါလက်တွေ့ဆွဲပြထားတဲ့အပိုင်းကတော့သားတို့ဗီဒီယိုအပိုင်းမှာကြည့်လို့ရပါတယ်เนาะအဲ့တော့ကြည့်ပါ ပေးချက်ကဘာပဲလဲမြန်မာ AB ဒီမှာမြန်မာ AB ပေါ့နော်ဆရာတို့တင့်တော်တဲ့အလျားနဲ့ဆွဲလိုက်ပေါ့နော်ဆောက်လို့ရန်ဆိုတာကဆရာတို့ဆွဲရမှာပါလေ ABE ထောက်ပိုင်းဒေါမန်မြင်းဒီမှာဘာကိုပြောတာလဲ H1 ကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့ဆွဲသားတဲ့အဆင့်တွေကိုကြည့်အဆင့်တက်က AB တဝက်တဲ့ကြည့်တော့အချင်းဝက်ပြင် A ကိုဘိုးပြုတ်ရင်ဝမ်းမိုင်းတစ်ခုကို AB တစ်ဖက်တစ်ချက်စီနေဆွဲပါတဲ့ပေါ်5111ကိုကြည့်ပါတယ်ဒီမှာကြည့်ဆရာရှင်းပြမယ် ငါတို့ကမြင်းမိုင်း AB ကိုငါတို့နှစ်သက်တဲ့အလျားနဲ့ဆွဲလိုက်ပြီသင် A ကိုဆရာတို့ဘာလို့ကွန်မာချက်ထောက်ကွန်မာချက်ထောက်ရဲ့ခါအဲ့ကွန်မာချက်ကိုဆရာတို့က AB အလျားရဲ့ဘာဖြစ်လဲတဝက်ထဲကြီးတဲ့နော်အချင်းဝက်ကို U သင် A ကိုထောက်ထားတဲ့ကွန်မာချက်ကိုအပေါ်တစ်ချက်အောက်တစ်ချက်ကွန်မာချက်ကလေးနဲ့ဘာဖြစ်လဲဝိုင်းပြီးတော့အမှတ်သားလေးပြုတ်လိုက်နော်ဒါကြောင့် AB တစ်ဖက်တစ်ချက်စီရင်ဆွဲပါတဲ့ပြီးလဲပြီးရောဆရာတို့ကတခါဒါမင်းချက်ချေကအမှတ်သားရှိမှဒီနေ့ရမယ်စုံမရှိမှဆရာတို့ကဘာဖြစ် မြင်းကိုဖြောင်းပိုင်းနဲ့မြင်းဆွဲလို့ရမယ်ဒါကြောင့်ကိုမာကျင်ကိုဆရာတို့ကမပြီးတော့ဘေးကိုထောက်လိုက်ဘေးကိုထောက်လိုက်ဘေးကိုထောက်တဲ့အခါဒုနီယကိုမာကျက်ကိုဆရာတို့ဆွဲလိုက်မှာနော်ဒါကြောင့်တပန်ဘေးကိုဘော်ပြု၍ထိုအချင်းဝဲဖြင့်ပင်ဝင်းမင်းများကိုဆွဲရာတကယ်ဆွဲထားသောဝင်းမင်းများကိုအမှန် ace နဲ့ဝိုင်းလို့နဲ့ဖြတ်ပါစေတဲ့ဒီမှာဆရာတို့ဆွဲပြီးသားရှိတယ်အဲ့ဒါကိုဘေးကိုထောက်ပြီးတော့ဆွဲတဲ့အခါပရမတ်မတ်ကို ace မှာဖြတ်မယ်ဒုတိယမတ်ကိုမဖြတ်နဲ့ဝိုင်းမှာဖြတ်မယ် ဒါကြောင့်မလို့ပုံ5.12ကိုကြည့်ပါဆိုပြီးတော့ဒီမှာဒါကိုပြောပြတာဒါဆိုဆရာတို့ကဘာရပြီလဲဖြတ်မှတ်ရပြီပေါ့ဖြတ်မှတ်ရပြီဆိုဆရာတို့ကအဲ့ဖြတ်မှတ်ကိုမလုပ်ပေးတဲ့ငင်းမြောက်ကြောင်းတဲ့ဆက်ပေးလိုက်ပေါ့ဒါကြောင့် h နဲ့ y ကိုဆက်ပါ h y ဒီ ave e ချော့ပိုင်းတော့မှမြင်ဖြစ်သည်ဆိုပြီးတော့ဒီတတိယပုံဟာတုံညွန့်ထားတဲ့မြန်မာ ave ကို AB ရဲ့ထောက်အပိုင်းတော့မှမြင်ဆွတ်သားခြင်းဖြစ်ပါလေ။အဲဆရာတို့အခန်းကအခြေခံစောက်လို့ချက်များအကြောင်းနဲ့ပတ်သက်ပြီးတော့နော်။ ပရမသုအကြောင်းအရာတက်ပေါ့နော်ဖိုက်ပွင့်1ကပေးမြင်ပိုင်းတစ်ခုကိုထောက်ပိုင်းဒေါမန်မြင်တစ်ခုဆောက်လုပ်ခြင်းဆိုပြီးတော့နော်ဒါကသူညွှန်ထားတဲ့ခေါင်းစဉ်အဲ့တော့ဆရာတို့ကဘာဖြစ်တယ်ဆိုပေးချက်ရှိရမယ်ပါမြင်ပိုင်း AB ရှိရမယ်နော်ဆရာတို့ဆောက်လုပ်ပေးရမှာက AB ရဲ့ထောက်ပိုင်းဒေါမန်မြင်ကိုဆောက်လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီမှာပရမအုပ်ချုပ်အနေနဲ့မြင်ပိုင်း AB တစ်ခုကိုတင့်တော်တဲ့အလျားနဲ့ဆရာတို့ဘာလုပ်လိုက်လဲဆွဲလိုက်မယ်နော် ဒါကတော့အတိုင်းတာမရှိဘူးပေါ့နော်မြန်မာ AB ကိုတင့်တော်တဲ့အလျားတစ်ခုနဲ့ဆွဲလိုက်ပါဆွဲပြီးလို့ရှိရင်ဒါဒီဆရာတို့အတွက်ပါလဲဆိုတော့မြန်မာ AB ဖြစ်ပါတယ်ပြီးလို့ရှိရင်မြန်မာဆွဲပြီးလို့ရှိရင်ဆရာတို့သူ့အတွက်ကထောက်အပိုင်းတောင်းမှမြန်ဆွဲဖို့ကသူ့တဝက်နော် ဒီမြင်းမိုင်းရဲ့အလျားတဝက်ချက်ကြီးတဲ့နော်တမူဆရာတို့အချင်းဝဲယူမယ်နော်အဲ့တော့ဒီမှာဒါဆိုရင်ဆရာတို့ရေဝက်ဒါတဝက်လောက်ရှိနေပေါ့နော်သူ့ရဲ့တဝက်ကြီးတဲ့နေရာကနေအမတ်အေးမှာဆရာတို့ကောမကြီးထောက်ပြီးတော့ပြင်အဲ့ဒါကိုဆရာတို့က စဝိုင်းညာကိုအပေါ်တစ်ခုအောက်တစ်ခုเนาะပြီးလို့ရှိရင်အဲ့ဒီအချင်းဝတိုင်းမယ်ဆရာတို့ပြီးရင်ဘယ်မှာထောက်မလဲဆိုရင်ဘီမှာထောက်ပါမယ်ဘီမှာထောက်ပြီးလို့ရှိရင်ဆရာတို့ဒီအချင်းဝတိုင်းအဲ့တော့ဆရာတို့ဒီမှာ နောက်ဘီမထောက်ပြီးတော့ဒီအချင်းဝတိုင်းဆရာတို့ဒီမှာညီမအမှတ်တစ်ခုမှတ်လိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့အချင်းဝတ်နှစ်ခုကနေပြီးတော့နော်ဆွဲထားတဲ့စုံမတ်နှစ်ခုကိုဘာလို့ပြလိုက်မလဲဆိုရင်ဆရာတို့ဆက်ပြလိုက်မယ်နော် ပြီးရင်ဖြတ်မှတ်နှစ်ခုကိုဆရာတို့ h နဲ့ y နဲ့နာမည်ပေးလိုက်မယ်နော်ဒါဆိုရင် hy ဒီ hy ab e theo hợp phái trong mạng nghiệp ဖြစ်ပါတယ်เนาะ ရာတို့ရှေ့မှာမြင်းနိုင်တဲ့ကွန်မောင်အသုံးပြုပြီးတော့နော်ဒီမှာမူလမြင်းက AB ငါတို့ဆွဲပြီးတဲ့ထောက်ပိုင်းတော်မှမြင်းက HY AB ကို HY က O မှာဖြတ်တယ်လို့ဆရာတို့ပတ်သားပြီးတော့ဆရာတို့ရှေ့မှာဘာဖြစ်လဲလက်တွေဆွဲပြတယ်အခုပြလို့ရှိရင်ဆရာတို့ကနော်ရှားပြီပေါ့နော်သီအိုရီသဘောတရားအရာအဲ့ထောက်ပိုင်းတော်မှမြင်းမှန်တယ်ဆိုတာကိုဆရာတို့ဒီမှာတက်သေးပြမယ်လားဒါကြောင့်အစားလို့ဆွဲသားထားသော HY ဒီ AB ထောက်ပိုင်းဒေါမတ်ကြမြင်း ဖြစ်ကြောင်းကိုအောက်ပါတိုင်းသက်သေပြနိုင်သည်ဆိုပြီးတော့ဆရာတို့တော့တွေ့ကြနေထပ်တူညီတဲ့အကြောင်းအရာနဲ့သက်သေပြမယ်နော်ဒါကြောင့်ဒီမှာ AH AY BH နဲ့ BY တို့ကိုဆက်ပါဒီမှာတော့ AH AY BH BY တွေကိုဆရာတို့ကဘာလုပ်လိုက်လဲဆက်လိုက်တယ်ဒါကြောင့်မလို့မြင်းလေးတွေကိုအဆက်နဲ့ပြလိုက်တယ်နော် HY နဲ့ AB ဖြတ်မှတ်ကိုအိုးထားနေတယ်ဒီမှာ AB နဲ့ HY ဖြတ်မှတ်ကိုပါတယ်အိုးလို့အမှတ်သားပြုတ်လိုက်မယ်နော်ဒါဆိုလို့ရှိရင် တွေ့ကန် hy နဲ့တွေ့ကန် bh y တို့တယ်ဒီဘက်ချမ်းတော့တွေ့ကန် ahy နဲ့တွေ့ကန် bh y တို့တယ်ကျတော့လဝဲချမ်းနဲ့လက်ရချမ်းเนาะ h မြားချင်း bh เนาะ ah မြားချင်း bh ကဘာတွေလဲဆရာတို့အချင်းဝက်တူတွေဒီလိုပဲ ay မြားချင်း by ရလဲ ay ယင်းများရင်း by ရလဲပါတယ်အချင်းဝက်တူတွေနောက် xy ကဘာနာလဲဘုံနာဒါကြောင့် xy xy ဘုံနာဆိုတော့ဆရာတို့က ထိကံ AHY နဲ့ထိကံ BHY ထပ်တူညီသွားမယ်။ဘာရလဲအနာသုံးနာအရာနာနာနာထပ်တူညီချင်းဒါဆိုဆရာတို့ကထိကံတွေကိုထပ်တူညီပြီးဆရာတို့လိုက်ဖက်တဲ့တောင်းကိုယူလိုက်မယ်နော်။ဒါကြောင့်ထို့ကြောင့်တောင်း AHY ညီမြချင်းတောင်း BHY နော်။တောင်း AHY ညီမြချင်းတောင်း BHY ဆိုပြီးတော့ဆရာတို့ဘယ်တော့ဘယ်ယူယူပေါ့နော်ဒီမှာ AYH နဲ့ BYH လို့ယူလဲယူလို့ရတယ်ပေါ့ဒီမှာဘာဖြစ်လဲ။ တောင်းတောင်းညည်းတယ်ဆိုပြီးတော့ဆရာတို့ကဆွဲပြီးတော့ယူထားလိုက်ပြီကဲဆက်ကြည့်အောင်ဆရာတို့အဖြေကိုရောက်ဖို့အတွက်เนาะဒါကြောင့်မလို့တွေ့ကန် ace ပုံနဲ့တွေ့ကန် base ပုံမှာဆရာတို့က ace နဲ့ base ကဘာဖြစ်လဲအချင်းဝက်တွေညည်းကပြီးသားနောက် down ace ပုံနဲ့ down base ဆိုတာညည်းတယ်ဆိုတာကိုရှေ့မှာဆရာတို့ကဘာဖြစ်လဲပြောခဲ့ပြီးသားနောက် ace ဆို ace ဆိုတာဆရာတို့ကအပေါ်အောက်ပေါ်ပါနေတဲ့ဘာလဲဘုံနာဒါကြောင့်တွေ့ကန် ace ကိုထပ်တူညည်းမြခြင်းတွေ့ကန် base ကို နနာကြားတော်အရာထတ်တုံမြေချင်းဒါကြောင့်နာထနာထတ်တုံမြေချင်းဆိုပြီးတော့ဆရာတို့ကဘယ်တချမ်းညတချမ်း AOBO ဆိုပြီးတော့ဘာလို့လိုက်မလဲခွဲလိုက်မယ်ဒါဆိုလို့ရှိရင် AO ဘယ်ချမ်းက down AOH နဲ့ BO ဘယ်ချမ်းက down BOH ကလည်းဘာဖြစ်လဲညည်တယ်ဓမ္မကဘာဖြစ်သွားလဲထက်ဝက်ပိုင်းသွားပြီနော်ဆရာတို့ဒါဖြင့် down mic ကြတဲ့အကြောင်းကိုဆက်ပြောမယ်နော်ဒါဆိုရင် down AOH ကို down BOH က sorry down aoh about down boh က180ဒီဂရီဘာကြောင့်လဲမြင်းမြောင်းဟူတဲ့ပုံမှာရှိတဲ့ down นี่ဖြစ်တဲ့အတွက်သူသေးပါလေ down မြောင်းဖြစ်ပဲဒါဆို down aoh က down aoh ပေါ့နော် down boh ကလည်း down aoh ဖြစ်ပြောင်းလဲမှတ်သားလိုက်မယ်ဆိုရင် ts နဲ့ညီတော့ဒီမှာ aoh နှစ်ချိန်ပေါင်းတော့နှစ် down aoh က180တို့ကြောင့် down aoh ကဆရာတို့မူလညီတဲ့ပါလေ down boh တန်ဖိုးဟာတရောင်းစီရဲ့တန်ဖိုးကဘယ်လောက်ရှိမလဲ60 ဒါဆို down aoh ကို down boh ကို90ဒီဂရီဖြစ်တဲ့အတွက်ဆရာတို့ကသင်္ကေတနဲ့ပြရင် xy က abo ဘာဖြစ်လဲ down man ကျတယ်ဓမ္မကဘာဖြစ်လဲညီတယ်ဓမ္မကဘာဖြစ်လဲ down man ကျတယ်တော့ကြောင့် xy ဒီ abe top ပိုင်း down man မြင်ဖြစ်သည်ဆိုတာကိုဆရာတို့ကထပ်တူညီကွန်တန်တီကို သုံးပြီးတော့တက်တည်ပြပေးလို့ရပါတယ်